ပေါ့ဂီတကျဲပွင့်ကီတီပယ်ရီအပါအဝင်အမျိုးသမီးတွေကြီးပဲလိုက်ပါသွားတဲ့အာကာသခရီးစဉ်ကကဘာမြေစီကိုချောချောမောမောပြန်လည်ရောက်ရှိလာခဲ့ပါပြီ။နီးပညာလုပ်ငန်းရှင်တထေးကြီး Jeff Bezos ရဲ့ Blue Origin တုံးပြန်ဟာ Katy Perry နဲ့နောက်ထပ်အမျိုးသမီး9ယောက်ကိုတင်ဆောင်ပြီးအာဂါသစီပြန်တန်းခဲ့တဲ့နောက် April 14ရက်နေ့တုန်းကပြန်လည်ဆင်းသက်လာခဲ့တာပါ။ Blue Origins Company ဟာ Texas ကနေအဲ့ဒီဒုံးပြန်လှုပ်တင်တဲ့ဗီဒီယိုနဲ့ Texas အနောက်ပိုင်းမှာဒုံးပြန်ထိပ်ဖူးရဲ့ NS31 အာကာသယာဉ်ငယ်လေထီးနဲ့ပြန်ဆင်းလာပုံတွေကိုထုတ်လွှင့်ပြသခဲ့ပါတယ်။အဲ့ဒီခရီးစဉ်မှာ Katy Perry အပြင် ရုံးမြင့်တန်ကြားထုတ်လွှင့်ရေးမှူး Journalist အူဒုံးပြန်သိပ္ပံပညာရှင်လူအခွင့်အရေးတက်ကြွလှုပ်ရှားသူနဲ့ရုပ်ရှင်ထုတ်လုပ်သူတဦးတို့လိုက်ပါခဲ့ကြပါတယ်။ NS31 ယာဉ်ငယ်ဟာ70မိနစ်ကျော်ပြန်တန်းခဲ့တဲ့နောက်ကမ္ဘာမျက်နှာပြင်ရဲ့အထက် ကီလိုမီတာ100လောက်အထိခရီးရောက်ရှိခဲ့ပါတယ်။ ဒါဟာပုဂ္ဂလိကအာဂါဒခရီးသွားဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်မှာနီးပညာလုပ်ငန်းစုကြီးတွေကြားပြိုင်ဆိုင်မှုမြင့်တက်လာခြင်းလူအများစိတ်ဝင်စားစေမယ့်အခု ခရီးစဉ်ကို Blue Origin ကစီစဉ်ခဲ့တာဖြစ်ပါရဲ့ရှင်